အာအလုံးဝဲမင်္ဂလာပါ Astria Divination YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဗောနောလက်ရှိဖတ်နေတဲ့စာအုပ်လေးတွေကနေပြီးတော့အအကြောင်းအရာလေးတခုကိုနည်းနည်းလေးပြောပြခြင်းနဲ့ဘာလို့လဲဆိုတော့အဲ့ဒါလေးအရန်ကိုအတုံးဝင်တယ်လို့ခံစားမိလို့ဗောနောလက်ရှိဖတ်နေတာကဒီဆရာတော်နန္ဒာစာရဘာသာပြန်ထားတယ်ဗောနောသူကပင်ကိုရေးတာတော့မဟုတ်ဘူးဘာသာပြန်ထားတာ Vietnam ဇင်ဖုံးတော်ကြီးဗောနောတနဟန်ဆိုတော့ တတ်နတ်ဟန်သူ့ရဲ့နာမည်ကဗီယန်နန်ကဇင်ဖုန်းတော်ကြီးပေါ့နော်သူ့ရဲ့ဒီအင်နာချိုင်းနဲ့ပတ်သက်တယ်ပေါ့နော်အင်နာချိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုရေးထားတဲ့စာအုပ်လေးပါဒါလေးကိုကိုယ်တိုင်ဝယ်ပြီးတော့အဲဖတ်ချင်တယ်ဆိုရင်လည်းဟို recommend ပေးရပေါ့နော်ဖတ်တင်တယ် တကယ်လို့ကိုယ်တိုင်ဝယ်ဖတ်ဖို့မအားသေးဘူးဆိုရင်လည်းဒီဥစ္စာလေးကိုခဏလေးကြည့်လို့ရရအရှိရောမဟုတ်ဘူးနည်းနည်းလေးပြောပြမှာကိုယ်တိုင်လည်းဖတ်နေတာမပြီးသေးဘူးပေါ့နော်ပထမပိုင်းလောက်ပဲရှိသေးတယ်ဒါပေမဲ့အဲ့ဒီအပိုင်းမာတွေကိုတော်တော်လေးအဲကိုယူစရာရှိတဲ့ message တွေရလာတာကိုတွေ့ရပေါ့နော် तू ကဗာပြောထားတာလဲဆိုတော့အတိကလူတယောက်မှာတဲ့ conscious mind နဲ့ unconscious mind ဆိုပြီးတော့နှစ်မျိုးရှိရပေါ့နော်ဒါတွေကတော်တော်များများတချို့တွေဆိုလည်းရင်းနှီးပြီးသားဖြစ်မှာပါ အဲမြန်မာလို့ဆိုရင်ကျတော့ conscious mind ဆိုတာသိစိတ်ပေါ့နော်အဲ conscious mind ဆိုတာမသိတဲ့မသိစိတ်ပေါ့မသိစိတ်တနည်းအားဖြင့်တိမ့်စီထားတဲ့စိတ်ပေါ့နော် तू ကမရှိတာမဟုတ်ရှိရောရှိတယ်ဒါပေမဲ့ပေါ်ပေါ်တင်တင်မဟုတ်ဘဲနဲ့အကြောင်းအရာတစ်ခုခုနဲ့တွေးမှသာပေါ်လာတဲ့စိတ်ပေါ့နော် तू ကများသောအားဖြင့်တိမ့်စီထားတာများတယ်တဲ့ဒီဆရာတော်တင်နဟန်ရဲ့အဲထဲမှာရေးထားတဲ့ဟာလေးကိုအတူချုံပြီးတော့ပြန်ပြောပြနေတာပေါ့နော် အဲ့ဒီ conscious mind ကကြတော့ဘာနဲ့တူလဲဆိုဧကန်နဲ့တူတယ်တဲ့ unconscious mind ပေါ့နော်သိသိထားတဲ့စိတ်ဆိုတာကြမြေအောင်ခန်းနဲ့တူတယ်တဲ့အဲအဲ့ဒီနှစ်မျိုးတည်းမှာမှာကွာဒေါသတွေတို့ကိုတယောက်ယောက်ကိုသဘောမကျတာတို့အဲ့လိုမျိုးနှိမ့်ချပြီးတော့ဆက်ဆံလိုက်တာတို့အဲ့လိုမျိုးစိတ်တွေပေါ့နော်အဲ့လိုစိတ်တွေကကြတော့ तू ကမြေအောင်ခန်းထဲမှာရှိတဲ့မျိုးစေ့တွေပေါ့နော် unconscious mind ထဲမှာရှိတဲ့မျိုးစေ့တွေပေါ့အဲ့ဒီမျိုးစေ့တွေကဒီ ပုံမှန်ဆိုရင်တော့သူ့ဘာသူမြေအောင်ခမ်းမှာပဲရှိနေတာဒါပေမဲ့အာယုံတစ်ခုခုနဲ့တွေးလိုက်တဲ့ခါမှာသူတို့က conscious mind ဆိုတဲ့ဧကန်ကိုရောက်လာတယ်တဲ့သူပြောထားတဲ့အထဲမှာပေါ့နော်အဲဘယ်လိုမျိုးလေးရောက်လာတာလဲဆိုသူကအဲ့ဒီ unconscious mind ဆိုတဲ့မြေအောင်ခမ်းနေပေါ့နော် မသိစိတ်ထဲမှာသိမ်းဆီးထားတဲ့ဒေါသဒေါသဆိုတဲ့မျိုးစိတ်လေးပေါ့နော်အဲ့ဒီမျိုးစိတ်လေးကတဲ့ အာယုံတစ်ခုခုနဲ့တွေ့တဲ့အခါမှာပေါ့နော်အမ်ကာယကံကြောင့်ပဲဖြစ်စေဝစီကံကြောင့်ပဲဖြစ်စေတစ်ခုခုကြောင့်ဖြစ်လာတဲ့အာယုံတစ်ခုခုနဲ့တွေ့တဲ့အခါမှာအေကံနဲ့ကိုရောက်လာတယ် conscious mind နဲ့ကိုရောက်လာတယ်ဥပမာတယောက်ယောက်ကပြောလိုက်တဲ့စကားကြောင့်တယောက်ယောက်ကလုံးလိုက်တဲ့အပြုမူကြောင့်ရုတ်တရက်ဒေါသထွက်သွားတယ်ဆိုရင်ငကိုကလေးကကိုယ့်ရဲ့ unconscious mind မှာရှိနေတဲ့ဒေါသဆိုတဲ့စိတ်လေးကအပြင်ကိုရောက်လာတယ်ပေါ့နော်အဲ့လိုမျိုးရောက်လာတဲ့အခါမှာဘလို့ handling လုပ်ရမလဲဆိုတာဆရာတော်ကပြောထားတာဘလို့လုပ်ရမလဲဆိုတော့ရောက်လာတဲ့ဒေါသကိုအဒေါသဖြစ်လို့မရဘူးဆိုပြီးတော့ဒီတိုင်းဖိနှိပ်လိုက် suppress လုပ်လိုက်တာမျိုးမလုပ်သင့်ဘူးဘာလို့လဲဆိုတော့ဒီဒေါသဆိုတဲ့မျိုးစိတ်လေးอ่ะဆိုတာငကူကလေးက unconscious mind ထဲမှာရှိနေတဲ့ကိုယ့်ရဲ့ဟိုမျိုးစိတ်တစ်ခုပဲဒါရန်သူမဟုတ်ဘူးကိုကိုတိုင်းပဲဒီဒေါသဆိုတဲ့စိတ်ကလည်းအဲ့ကြတော့ဘာလုပ်ရမလဲဆိုရင်အဲ့လိုမျိုး မြေအောက်ခန်းလင်းကနေတင်ထားတဲ့ unconscious mind ထဲမှာတင်ထားတဲ့ဒေါသမျိုးစိတ်လေးကအေကန်လို့တင်စားခေါ်ကြတဲ့ conscious mind ကိုရောက်လာတဲ့အခါမှာတဲ့လက်ခံလိုက်ပါတဲ့တိလိုက်ပါဗောနော်ဒေါသထွက်နေပြီဆိုတာတိလိုက်တိပြီးတော့ဘာဆက်လုံးအောင်မလဲဆိုရင်တတိဆိုတဲ့မျိုးစိတ်လေးနဲ့ထိတွေ့ပေးလိုက်ပါတဲ့အကြိမ်ဒီအေကန်ပေါ့နော် conscious mind ဆိုတဲ့အေကန်နဲ့မှာဒေါသရယ်တတိရယ်ဆိုတဲ့မျိုးစိတ်နှစ်ခုရောက်သွားပြီဗောနော်ဒေါသောက်တယောက်တည်း ဧကန်ထဲမှာမထားနဲ့လွတ်မထားနဲ့ပေါ့နော်တတိဆိုတဲ့မျိုးစိတ်လေးပါပြန်ခေါ်ပြီးတော့တတိနဲ့ဒေါသနဲ့ကိုသိပေးလိုက်ပါဆိုပြီးပြောထားတာပေါ့နော်သူနမူနာပြထားတဲ့ဟာလေးကလည်းတော်တော်လေးနားထဲကိုရောက်လွယ်တယ်ပေါ့နော်နားထဲကိုလည်းရောက်လွယ်တယ်အဲသဘောလဲပေါက်စီတယ်ပြီးတော့တကယ်လက်တွေ့ကျင့်သုံးလို့လည်းရတယ်ဆိုတော့လေအဲဒါလေးကိုပြောပြခြင်းလို့ဒါပြောပြပေးတာပါမှတ်ထားဖို့ကဒီဒေါသတို့သဘောမကျတာတို့ အဲစိတ်ထဲမှာအားငယ်နေရတို့သူများနှိမ့်ချဆက်ဆန်လာတို့စသဖြင့်အကုန်လုံးဒီဟိုကိုထုတ်မပြခြင်းပဲနဲ့တိန်းထားတဲ့မြောက်ခမ်းလေးမှာတိန်းထားတဲ့ unconscious mind ထဲမှာရှိနေတဲ့မျိုးစိတ်လေးတွေပေါ့နော်အဲ့ဒီမျိုးစိတ်လေးတွေကအာယုံတစ်ခုနဲ့တွေ့တဲ့အခါမှာဝုန်းခနဲ့ conscious mind ဆိုတဲ့ဧကန်နဲ့ကိုရောက်လာလိမ့်မယ်အဲ့လိုရောက်လာတဲ့အခါမှာပြန်ဖိနှိပ်တာပြန်ပြီးတော့ unconscious mind နဲ့ကိုပြန်ပို့တာမျိုးမလုပ်ဖဲနဲ့ လက်ခံအတိမတ်ပြုပြီးတော့တတိဆိုတဲ့မျိုးစိတ်လေးနဲ့တူတူထိတွေ့ပေးလိုက်ပါ ဆိုပြီးတော့ပြောထားတဲ့ဟာလေးပေါ့နော်အဲခုလို့နားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်တခုခုရသွားလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်